တို့တွေရတယ်လူတိုင်းတစုကဂျင်းထဲတဲ့ဥစ္စာကိုတကယ်အဟုတ်ကြီးမှတ်ပြီးတော့ယုံပြီးလို့ရှိရင်တို့ကရေးရေးညတော့ထွက်လို့ပြီးရောအဲ့အေးရအဆုံးမတနိုင်တဲ့အခါကျတော့ဘသူကဒီအခုအာနာသိန်းနဲ့ငါးနှစ်ထဲမှာပြီးသူတန်း၄၀လောက်တော့ခက်ရောက်သွားတယ်နော်အဲ့လောက်ညတော့ဝင်ယူမလားအဲ့ပြီးသူမွဲတေစုတ်ပြတ်သက်သွားတဲ့ဘဝတွေကိုညတော့ဝင်ယူမလားနင်တို့လေအဲ့လာတွေကိုတန်းကိုကိုနေတာနင်တို့စပေးရှောင်းတော့တမင်ဝါကိုကျွေးနိုင်တယ်စောင့်တဲ့စောင့်ချုံမွတ်တော်ညတော့ဝင်ယူနိုင်တယ်ကျန်တဲ့ကိစ္စလောက်ကိုလာမပြောနဲ့ เนาะနောက်ပြရင်တို့ငါပြောပြီးသားပြီညီတို့တအားကိုတိုက်ချင်တယ်တအားကိုတော်လိုင်းတက်လိုက်တာဖြစ်ချင်နေလားတွ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 နေမှာတော့တိုက်ပြီးနေတယ်မှာတော့ဘာမှပြီးလို့မောင်းထုတ်ပြီးပြီးလို့ယူရတယ်ကိုဝင်ပြီးညီတို့ကပြီးလို့ယူရတယ်ကလည်းစိတ်ခေါ်တာအကြောင်းမရှိဘူးကိုမေကိုလို့မရရဲ့နော်အဲ့လိုစဲရင်လည်းညီတို့ကနာအောင်ပဲငါပြောနေတာအမှန်နေနော်တရားကြီးလည်းကြကြစကားတွေကိုပဲငါပြောတယ်နော်မဲခိုးတယ်လို့ပြောရင်လည်းလက်မခံဘူး နော်နင်တို့မမေစုကိုဦးတန်းရွှေလှုပ်ပေးကြတယ်လို့ပြောရင်လည်းကျွန်တော်လက်မခံဘူးနော်စစ်တပ်ကနင်တို့မမေစုကိုမနှိပ်စက်ဘူးထမင်းအငတ်မထားဘူးလို့ပြောလဲလက်မခံဘူးနင်တို့မမေစုကအေးဆေးဇိန်နဲ့အရေရုပ်ပဲနေနေအချင်းရုပ်ပဲနေနေနော်နော်နင်တို့မမေစုကထမင်းသုံးနှပ်ပုံမှန်စားရတယ်စောင့်ရှောက်မဆရာဝန်အစင်တင်းနေဖျားပုံမှန်ရှိခိုးရတယ်တရားထိုင်ရတယ်နော်အဲ့လိုအေးဆေးမနေရတဲ့လူတွေကအိမ်မကြီးမှာထိတ်တဲ့ရင်ဆိုင်ရတဲ့နိုင်ငံရေးသမားတွေ။နော်နိုင်ငံရေးအကျဉ်းသားတွေတကယ် ရာအရင်တော့အမေဆူရဲ့စီးစိမ်ကိုမခံစားရဘူးနော်အဲ့လိုပြောလဲကိုမေကိုလိုမြားနားမလဲဘူးဒီလူတွေတစ်တိုက်ကပြောတဲ့စကားတွေဂျင်းထက်တဲ့စကားတွေကိုပဲကျွန်တော်ယုံနေတယ်နော်ငါ့ကိုကျွန်တော်မကြိုက်လဲဘာဖြစ်ဘူးကျွန်တော်ငါ့ကိုလာပြီးတော့ like and share မလုပ်လဲဘာဖြစ်ဘူးအသေးမပေးလဲဘာဖြစ်ဘူးစပတ်အမုန်းခံပြီးငါပြောမယ်နော်ဦးသိန်းစိန်ကောင်းလို့နေတော့မေမေဆူနေရရလားလို့ပြောရင်လက်မခံဘူးနော်ဦးသိန်းစိန်အစိုးရတကယ်ကောင်းခဲ့တယ်လို့ပြောရင်ကျွန်တော်လက်မခံဘူးအဲကိုမေကိုလိုတွေမအေလိုတွေဖေလိုမာတွေအဲ အဲသူများကတော့မဆဲပြီပဲငါကတော့ဆဲပြီသူနင်းတော့လူလိန်တစ်ပိုက်လေနင်းတော့ဘန်းပြပြီသုံးယောက်ထောက်ပြီးတော့အဲထောက်ဖို့လှုပ်စားပြီးတော့ချမ်းသာဝတဲ့ဒီကလင်ငကြီးတစ်တိုက်ရဲ့စကားတွေကိုပဲကျွန်တော်ကယုံနေတာနော်နင်းတော့ယုံနေတာနင်းတော့ထောက်ခံလိုက်တဲ့အဲ့လူတစုကတတိယနိုင်ငံသွားပြီးချမ်းသာဝပြီးတရောင်းသားများအဲ့တောင်သားတွေချမ်းသာဖို့အတွက်ကိုအနောက်ကပြည်သူတန်း40ကြီးပါလောက်ဒုက္ခရောက်ပြီးတော့စပေးရှောင်ပြီးသူဆိုတာခမင်းကလည်းပြည်သူဖြစ်သွားတယ်အဲ့လောက်ညီတို့သိလားအဲ့ နေတော့မဟုတ်ကဟုတ်ကဟာသွားပြီးတော့စပတ်ရက်လေးဆုပ်ပြီးလို့ရှင်အဲ့လောက်ထောက်ခံပြီးလို့ရှင်အီသူရဲ့မျက်နှာကိုတော့တစ်ချက်မပြန်မကြည့်ဘူးအာနေတော့ကလူကောင်းနေလားဟမ်ငါပြောတာရှင်းရှင်းလေးဟမ်ဘာလဲညလုံးတက်မတော်ဘာတက်မတော်လဲအနကငါပြောထားမလားငါတို့ဖေရဲပေါ်သေးရတက်မတော်ကဘယ်လိုတက်မတော်လဲဆိုတာဟမ်ညလုံးတက်မတော်ကဘာလဲပြီးသူမရင်းချင်းတက်ဖြက်ပြီးသူပစ္စည်းအိမ်ပေါ်တက်ခိုးဟမ်သမီးအတိုင်းဟမ်စီးစိန်ခွာရောင်း ဟမ်မွေးစေးတဲ့လက်နဲ့ရောင်းွယ်လို့ပြီးသူထိုင်စေကိုတက်မတူကိုရတူဟမ်တပြေတော့တရားစရာတွေခိုးထုတ်လို့ရမှန်းဒီလိုတိသွားပြီဒီလိုအရသာတိသွားပြီညီတို့เจ้ามาเนี่ยเจ้ามาตะคายเสียมาเนี่ยตัดพี่ซีเรียเนี่ยก็ลงผ่าเลยพี่บัวเนี่ยพี่เนี่ยเราเนี่ยไปเนี่ยมาก้าวน่ะสิ ိုတောင်းမှလည်းတစ်စက်မှမရှိဘူးထပ်ပြီးဒုက္ခပြောဝယ်နေလို့ခြောက်နေတယ်ဒီအဲဒဲ UN ကဘာလုပ်လို့ရမှာမဟုတ်လဲ UN လူကြီးတယောက်နေနဲ့ဗဇက်ကပြောလို့ပဲရမှာ UN ဘာမှလည်းလုပ်လို့မရအောင်ဒီမှာဒီတဲ့ကိုနော်အခုလည်းကြားထက်ကသနာဖြစ်တယ်ကိုယ်နိုင်ငံနဲ့ကိုယ်လူမျိုးမချစ်တဲ့အပြင်ကိုထပ်ပြီးထိုးချနေသေးတယ်ငါကြည့်နေတာဟမ်ကိုယ်နိုင်ငံနဲ့ကိုယ်လူမျိုးမကယ်တဲ့အပြင်ကိုထပ်ပြီးထိုးချနေသေးတယ်ညီတို့တွေက ားဖြန့်ပါဖြစ်ကြားဖြန့်ကိစ္စပါဖြစ်ဟမ်ကြားဖြန့်ကိစ္စနဲ့ချင်းချောက်နေတာဟိုနိုင်ငံကိုချင်းချောက်နေတာဟမ်စောက်ကျိုးရုပ်တွေဟမ်မသိလို့ချင်းကျွန်တော်ဒီထဲမှာမွေးွားတဲ့အတိုင်းပဲဒီလိုကမှမွေးတာတော့ဒီတော့ညီမကြီးမမွေးပြီညီမကြီးရဲ့သမီးနဲ့ညီမကြီးရဲ့ဆန်ကိုစားပြီးကြီးသွားပြီလို့ရှိရင်ညီမကြီးကိုပြန်ချင်းချောက်တဲ့ကိုမေကိုလိုတစ်ပိုက်နဲ့ဖေလိုမတစ်ပိုက်ကြီးနေကြီးထိုင်တော့ပြောထားပြီးသွားပြီနော်ဖေလိုမကိုမေကိုလိုတစ်ပိုက်နော်ညီမကြီးမမွေးတယ်ညီမကြီးရဲ့ဆန်ကိုစားတယ် ညီမပြည်ပနေထိုင်သွားတယ်ညီမပြည်ပကြောင်းတက်သွားတဲ့ဟာတွေဖေလို့မာတွေကိုဘေကိုလို့တွေဒီဘက်ရောက်သွားလို့ရှိရင်ညီမပြည်ကိုပြန်ချင်းရောက်တာဘာဆောင်ကျင်လဲတော့အခုငါပြောရတော့မငါမပြောလို့မရတော့ဘူးညီမပြည်ကိုပြန်ချင်းရောက်နေတာအဲကြားပြက်ကိစ္စနဲ့သူများတကအရေးလာယူနေတော့ဟဲ့ငါတို့ညီမပြည်ဘာဖြစ်မလဲဟဲ့ငါတို့တင်လူတို့တင်းနာငယ်နေရတယ်ဆိုရင်နဲ့ပါတွဲပူပန်စိတ်ဘာတစ်ခုမှမရှိတဲ့အပြောညီတို့ကပြန်ပြီးချင်းရောက်နေသေးတယ်အဲနေဆက်ကိုတော့ဟိုဟာရောက်လာပြီဒီဟာရောက်လာပြီငါပြောတာရှင်းရှင်းလေးသူအစိုးရနဲ့ထက်ဘယ်အစိုးရဆက်မှရှိတယ်တော့ဟောသူကြီးအစိုးရနဲ့ထက်မှစခဲ့တယ်အန္တန်ဒီပါနော် ။အမှန်တော့အခုဆရာသမီးများဆိုတာကမစားခဲ့တယ်။တို့နဲ့ညီရင်တို့ခံရမယ်လေ။အပြင်းမကျွနေတော့ပြင်းမကျွတော့မခံရမယ်။ပြင်းမကျွနေပြင်းမခံကျိုးစားကျိုးစားခံရမလို့ဘူး။အဲဒီနိုင်ငံတော့ကြားမြောက်တာဘယ်ဘောက်ကဝင်လာလဲ။တရားစင်းစားလေ။ကိုယ်နိုင်ငံကထမင်းဟင်းကိုစားပြီးတော့ကိုယ်နိုင်ငံမှာနေပြီးတော့ခါတဲ့မွေးထုတ်သွားပြီးတော့လူဖြစ်သွားတဲ့ဟာတွေကပြန်ပြီးပြည်ပနေပြီးတော့ကိုယ်နိုင်ငံကိုပြန်ချင်းချောင်းနေတယ်။စပတ်ပဲရမယ်။ပုံမေကိုလို့တစ်တိုင်းနဲ့ဖေလို့မတစ်တိုင်း။ဟင်စပတ်ပဲရမယ်။တန်းကြီးခံမှန်းသူတို့လောက်တာဓာတွေက နော်ငါငါလူမျိုးနဲ့ငါနိုင်ငံကိုထိရင်တော့ငါမခံနိုင်ဘူးငါပမာမမလို့ပမာဘက်ကနာပြီးငါပြောနေတာမဟုတ်ဘူးငါနိုင်ငံနဲ့ငါလူမျိုးဆိုရှင်းရှင်းလေးအယုံမြအလက်မြွေးပါတဲ့ငါမြန်မာနိုင်ငံမြန်မာပြည်ပတွေကိုငါပြောနေတာမြန်မာလူမျိုးတွေကိုငါပြောနေတာတအားလူပါမောဝါနဲ့နေလို့ဒီတရားဥပဒေဆိုတာနေရာတိုင်းမှာရှိဥပဒေရရင်ဆိုင်လို့ရတယ်ဘယ်အရာမဆိုဒီတော့အောင်ပြန်ပြီးချိန်ချောက်ဒီတော့အောင်ပြန်ဝမ်းတာနေသေးတယ်ကိုဝေကိုလို့များတော့တိုင်နေဖေလို့မှတော့တိုင် ဟိုဟာဗောဘိုလ်ချုပ်သမင်းထွန်းကပြည်သူတွေတိတိတိထိုက်တယ်သင်လို့သတင်းမှန်ပြန်ကြားရေးကနေပြီးတော့ထုတ်ပြန်ထားတဲ့အမေရိကန်ရဲ့စာတစောင်ထုတ်ပြန်ချက်ကိုသူရှင်းပြတယ်အဲ့ဒီဥစ္စာကိုဒေါ်လာစားမီဒီယာတွေကခေါင်းစဉ်ပြောင်းသွားအောင်လုပ်ပြီးအမျိုးမျိုးဝေဖန်တယ်ကိုယ်နိုင်ငံကိုဘာလောက်ချင်နေမယ်မသိဘာမှမသိဟာမျိုးတွေလိုက်ရေးနေတာအဲ့ဒါမတ်နေနားလေတဲ့ဟာပြောပြအမေရိကန်ကကြားဖြတ်နေပတ်သက်ပြီးတော့ကြားဖြတ်နေအဖွဲ့ new state ဖို့လို့နာမည်ပေးထားတဲ့အဖွဲ့ဖွဲ့စီပြီးတော့ operation စစ်စင်ရေးဝင်လောက်ခဲ့တယ်ဆိုပြီးတော့စာထုတ်ပြန်လာပါတယ်ပြီးတော့ KK ပတ်လိုနေရာတွေမှာလိန်လယ်မှုတွေလုပ်ထားတဲ့အဆောက်အဦတွေကို location တွေကိုသူတို့အနေနဲ့တိုက်ဖြတ်တားဆီးဖို့အတွက် riot light pool ဆိုလာအဲ့လိုအဖွဲ့ကိုဖွဲ့ပြီးတော့တဲ့ ပူပေါင်းဆောင်ရွက်နေတယ်လို့သူတို့ကစာထဲမှာပါတယ်။ပြီးရင်အမေရိကန်ကပဲထောက်လန်းရေး FBI agent တွေကထိုင်းနိုင်ငံထဲကိုဝင်ရောက်နေပြီးတော့သူတို့ကဒီ KK အဲကြားဖြန့်နှိမ်နင်းရေးတွေလှုပ်ဆောင်နေတယ်လို့သူတို့ကစာထုတ်တယ်။အဲ့မှာဗိုလ်ချုပ်ကသူဘာပြောလဲဆိုတော့အဲသူကအဲ့ဒီဟာစာထုတ်ပြီးတော့ KK ပတ်လို့နေရာတွေပေါ့အဲ့လိုကြားဖြန့်နေဝင်ရောက်ဖြည့်ရှင်းနေသူတို့ဘာသူတို့စာထုတ်ပြီးမဲ့ဒီမှာက မြေပြင်မှာလည်းမတွေ့ဘူးပေါ့နော်စစ်စင်ရေလောက်လားမလောက်ဘူးဆိုတာမြန်မာနိုင်ငံအဲမသိဘူးသူတို့ကကျွန်တော်တို့ကမသိပါဘူးမြင်လဲမမြင်ပါဘူးလို့ပြောခဲ့ပါတယ်အဲ့နေရာမှာမနေရဲ့အမြင်လေးကိုပြောပြရစီ American ပြောတဲ့အတိုင်းထိုင်းရဲတွေက American ကိုခေါ်ပြီးတော့မြန်မာနိုင်ငံကပြည်နယ်အတွင်းမှာစစ်စင်ရေလောက်ခဲ့တယ်ဟာအမှန်ဆိုရင်အဲ့ဒီနေမြေဟာနေဆက်ဖြတ်ကျော်မြင်းနေချက်နေဆက်ဒေတာတွေပေါ့နော် ကုံတဲတွေအများတန်းဝင်ထွက်သွားတဲ့နေရာရွှေပြောင်းလုတ်သားတွေအများတန်းဝင်ထွက်သွားလာနေတဲ့နေရာ ဖြစ်တဲ့အတွက်တစုံတယောက်ကတေချာပေါက်ဗီဒီယိုဖိုင်ရိုက်ပြီးတော့ထုတ်မှာတေချာပေါက်ပါပဲကိုလူမျိုးတွေကြောင်းကိုတီးပြီးသားဥစ္စာအဲ့တော့ဒီကိစ္စကတခါမှမလုပ်ခဲ့ဘူးဘိုးချုပ်ပြောသလိုပဲတခါမှမလုပ်ခဲ့ဘူးထိုင်းကကြားဖြန့်ကသူတို့ပါသူတို့ကြားဖြန့်ခေါင်းဆောင်ကထိုင်းပါလေထိုင်းမှာမိသွားတယ်မြင်တယ်မလားဗီဒီယိုဖိုင်နေအေးအဲ့ဥစ္စာကို သူကကျွန်တော်အာဆီယံဒေတာတွင်အစည်းအဝေးတွေမှာတမရထရန်ကတက်ခတ်ပြီမဲ့ဘာသင်မှမကြားရဘူးအခုစာထုတ်တယ်ဆိုတာမြန်မာနိုင်ငံကိုဒီလိုလုတ်တယ်ဘာညာပြောပြီမရှိမှမရှိတာဥစားဘို့ချို့ပြောရရှင်းရှင်းလေးရေလေအဲ့တော့အမေရိကန်ကလည်းတရုတ်နဲ့မပေါင်းဘူးကိုယ့်အကူလုတ်မဲ့သဘောလားဘလို့လဲမသိဘူးအေးအဲ့ဒီဥစားကိုဟိုခေါင်းစဉ်ပြောင်းသွားအောင်ရှောက်ရေးနေတဲ့အယူတွေကိုယ့်ကဘာပြောရှင်လဲတေချာနားထောင်လားလေကိုကိုဖက်ကဘို့ချို့ပြောတဲ့စကားအမှန်ပဲလေ ယူနေတာ။နည်းပြပြကျန်တဲ့တင်းကတော့လာရှိုးမှာအမန်ဒီနဲ့တက်တူချာစီးရေးတင်းမနေရဆိုတဲ့အကြောင်းကိုပြပြကျန်ပါတယ်။တန်းနဲ့အမန်ဒီကပြီးရဲ့ပြီးခဲ့တဲ့ပေါ့နော် ရက်ကလာရှိုးမှာတေကိုစလေတို့နဲ့အတူဆွေးနွေးခဲ့ကြတယ်။အဲ့ဒီမှာအမန်ဒီအနေနဲ့လာရှိုးပါဝင်တိန်နီတို့ကနေစုခွာရေးကိုတပတ်ကကမ်းလှမ်းပါလေ။တို့တော့အမနဒီကလက်တင်မခံမဲနဲ့တောင်းညှင်းဆံပါလေတက်ကလည်းအချိန်ချင်းခါခါအမနဒီနဲ့ဒီ ကျောင်းရောင်ပဲဆွင်းနေတဲ့အတွက် DNL ဘက်ကညှင်းဆိုတာကြောင့်တိုက်ထုတ်မှာဖြစ်ကြောင်းကိုယတိဘက်ပြောဆိုခဲ့တာပဲဖြစ်ပါတယ်။အဲဒီနောက်မှာနှစ်ဖက်အပြန်လန်းစီရင်ရတဲ့ဖြစ်သိမ်းပြီးလာရှုအနည်းမှာစီသိမ်းမှာရှိလာပါတယ်။လမ်းတွေပြန်လန်းပိတ်ဆို့ပြီးတော့ပေါ့နော်။ဒီဒီချိန်တော့တက်ကအမှန်တရားကိုတကယ်တိုက်ထုတ်တော့မှာပဲဖြစ်ပါတယ်။ပြင်းထန်ပေါ့နော်။စီရီတွေပြင်ဆင်နေပါတယ်။ MNDA ကလည်းဘာကြောင့်တိန်းဒီကဆုတ်ခွာဖို့ငင်းဆန်ရတယ်လဲဆိုတော့ တိန်းညီမှာရှိတဲ့အသက်အေရီးယာတွေဒါပြင်ဝန်ထမ်းအင်ယာတွေထဲမှာ MND ကတရုတ်တရုတ်လုပ်ငန်းရှင်တွေနဲ့ပေါ့နော်တရုတ်လုပ်ငန်းရှင်တွေနဲ့စီးပွားရေးတွေဒီအဆောက်အဦတွေစောက်ပြီးတော့ပေါ့နော်သူတို့စီးပွားရေးဗာစီးပွားရေးလဲတော့မသိဘူးအားရလှုပ်ဖို့အတွက်ကိုသူတို့အပြင်းထန်ဂျိုးပန်းနေတယ်ဒါကြောင့်မို့သူတို့တိန်းညီယာနေဆုတ်ခွာဖို့သူတို့ညှင်းဆန်တယ်ဒါပြင်ပေါ့နော်ဒီစစ်ဆောင်တွေရဲ့နေချို့ကိုလည်းဒီတရုတ်လုပ်ငန်းရှင်တွေကငှားထားတယ်ငှားပြီးတော့နေထိုင်ကြတယ် ဒီသိန်းနီမှာသရုပ်လုပ်ငန်းရှင်တွေညားလာတယ်ပေါ့အများကြီးရောက်လာကြတယ်ဒီပေါ့နော်စစ်ဆောင်တွေရဲ့နေအိမ်တွေမှာပါငားရက်နေထိုင်ပြီးတော့ဒီသိန်းနီမှာတရုတ်ရဲ့စီးပွားရေးဖြစ်ထုံးမှုအပြင်းထန်ကိုပြင်ဆင်နေကြတာရှိတယ်အခုဆိုရှင်ဘီရဲ့ရက်ကပေါ့နော်ဒီသိန်းနီဒေတာခန်နဲ့ပြောကြချက်မှာဒီသိန်းနီမှာဘာဘာတင်ဇာတာထွက်လဲကြောင်မီတွေလားတတ်ထုတာ အဲ့ဒီဟာတွေကိုလည်း DNA တွေဘက်ကသူ့ကိုပြန်ထန်ပြင်ဆင်နေပါတယ်အကယ်၍ပေါ့နော်သူတို့သိန်းတွေကိုပြန်ပေးမယ်ဆိုလို့ရှင်လည်းသူတို့လိုချင်တဲ့ဒီတန်ဆာသားတွေဒီပေါ့နော်ဒီစီးပွားရေးတွေသူတို့ကောင်းကောင်းလက်ပတ်ပြီးပြီဆိုမှသူတို့ပြန်ပေးမယ်လို့ယူဆပါတယ်ဆိုင်မဲ့တက်ကတက်ကတော့မရဘူးပေါ့နော်ဒီဒီစုံရင်စုံမစုံရင်တိုက်မယ်လို့ယတိပြက်ပြောလိုက်ပါပြီအဲ့ဒီအတွက်ကြောင့်မလို့ MND ရဲ့ဘက်ကပေါ့နော်ဒီစစ်သုံးမှတ် 200ကျော်ပြန်လွှတ်ပြအယောင်ပြပြန်လွှတ်ပြပေးပါတယ်တက်ကတိုက်မှာဆုလို့ပါတက်နေနေပေါ့နော်ဒီ MND တို့ဘက်ကဒီလောဘဇောတက်ပြီးတော့ TNL ကတို့လောဘဇောတက်ပြီးတော့သိန်းဒီကိုနောက်ဆုံးမပေးဘူးဆိုလို့ရှိရင်ဘာဖြစ်မလဲဆိုတော့ပေါ့နော်ဒီသူတို့ရလောက်ကင်ကြာကြောက်ကြာကြောက်သွားနိုင်ပါလေ TNL လုံးဝလဲပေါ့နော်ဒီဒီမျိုးတွေကစုတ်ခွာရေးကိုသူကငင်းဆန်ခဲ့တဲ့ခေါင်းမာပြီးတော့လောဘဇောတက်ပြီးတော့နောက်ထပ်မျိုးတွေကိုဆက်ပြုတ်သိမ်းနေအဲဒီအချိန်မှာတက်ကပေါ့နော် တင်နယ်ဒီရဲ့ဌာနချုပ်တွေရှိတဲ့နမ်ဆန်ကိုပြချတယ်။အဲ့ဒီအတွက်ကြောင့်မလို့တင်နယ်ဒီကဒီဘောနော်မိုးကုံနဲ့မိုးမိတ်ကိုတင်နယ်ဒီကလည်းပြည့်ရသွားပါပြီ။တင်နယ်ဒီကလည်းပြည့်ရသွားပြီ။ MDMI PDF တွေကလည်းတော်မြအမြင်မှန်ရပါပြီ။ဒီတန်းနာလက်နက်ကင်တွေကသူတို့ကိုအသုံးချနေရဆိုတော့သူတို့ကောင်းကောင်းသဘောပေါက်သွားကြပါပြီ။ဒါကြောင့်မလို့ MNC ဘက်ကသူမှလည်းဝင်တိုင်းမှမဟုတ်ပါဘူး။တင်နယ်ဒီနဲ့ဖြစ်နေတဲ့တိုင်းဝဲမှာတော့မှဟုတ်ပေါ့နော် MD1 PDF တွေလည်းထပ်ပြီးတယ်ဒီ DPL လေးဓနုပဒတ်တွေလည်းထပ်ပြီးတယ် ပြီးတော့ဗောနော်ဒီကိုကံလည်းဝင်ပါဘူးအေလည်းဝင်ပါဘူးဒါပြင်ဒီသူတို့ရဲ့ TNL ကိုရိတ်ခါထောက်ပံ့နေရောက်ရိတ်ခါထောက်ပံ့နေပါအကုန်လုံးကိုဖြတ်လိုက်တယ်ဖြန်ငါးပြက်နဲ့ဖြတ်ပြီးတက်ကဗောနော်တိုက်ပါတယ်အဲ့မှာ TNL ကလုံးဝမကုခံနိုင်တော့ဘဲနဲ့ဗောနော်အပြည့်ရက်လိုက်ရပါတယ်အခု MND ကလည်းတပွဲတည်းဖြစ်သွားပါပြီ MD1 PD လည်းမပါတော့သူတို့ TNL ကလည်းပြည့်ရက်လိုက်ပါပြီဒီ TNL ကတူ MNDA ကိုလည်းရိတ်ခါအထောက်ပံ့အားလုံး ရက်ဆိုင်ပြီးတော့တက်ကဖြန့်ကားပြက်နဲ့ MND ကိုတိုက်မယ်ဆိုလို့ရှင်လည်း MND ရင်ခတ်နိုင်ပါဘူးအချင်းကြီးကတော့ပို့ပြော့ပေါ့နော်ကြိလှကြိကောင်းနေပါပြီတက်ကပေါ့နော်မစုတ်ခွာလို့ရှင်တိုက်ယူပါမယ်ဒါလည်းဂုံတိတ်ခါဂုံတိတ်ခါရကြိမယ်ဆိုလို့ရှင်လည်းဒါပေါ့နော်ဂုံတိတ်ခါရှိတယ်ပွဲလို့ပဲမြင်ပါတယ် MND ကဒါကိုတော်တော်လေးကိုသူတွေးပြက်နေပြီဒါကြောင့်မလို့ဒီစစ်သုံးမှန်လေးကိုဟန်ပြသူလွတ်ပြတယ် စစ်သုံးမှတ်တွေဆိုတော့ကလည်းဒီဒုတိယစစ်စင်ကြီးမှာဖမ်းဆီးခံရတဲ့စစ်သုံးမှတ်တွေမဟုတ်ဘဲနဲ့တစ်ဆယ်နှစ်ဆက်ခွန်ပထမပိုင်းမှာဖမ်းခံရတဲ့စစ်သုံးမှတ်တွေပဲဖြစ်ပါတယ်။အဲဒီစစ်သုံးမှတ်တွေဆိုလို့ရှိရင်ပေါ့နော်တက်ကြီးပိုင်းနေနဲ့ကျမကြီးချုပ်ရင်းသူတွေကိုဦးစားပေးပြန်လှုပ်ပါတယ်။ကျမကြီးချုပ်ရင်းသူဆိုတာဟာတော်တော်များပေါ့နော် MND ရဲ့နှိမ့်ဆက်မှုကြောင့်ကျမကြီးချုပ်ရင်းအဟာရပြက်လက်တဲ့သူတွေပဲဖြစ်ပါတယ်။ဒီပေါ့နော်အရာရှိတွေဒီတပတ်ကတော်တဲ့ထက်တဲ့ရရှိတွေဆိုရှင် MND ဟင်း MND မှမဟုတ်ဘူးရန်သူဘက်ကဖိပြီးဖမ်းတယ်ဟိုသူတို့ဖြစ်ပေါ့နော်လောက်ကင်မှာလုံးဝတနေမချပဲနဲ့ပဆုံးဒီခုခံခဲ့ကြတဲ့ဒီပေါ့နော်တက်ကရာရှိတွေထက်တဲ့လူတွေကို MND ကရအောင်ဖမ်းထားတယ်အဲဒီလူတွေကိုကောင်းကောင်းနှိပ်စက်ပါလေပြီးတော့ပေါ့နော်ဒုတိယစစ်စင်ကြီးလာရှိုးတိတ်နေပွဲမှာဒီ MND ရိုးဘက်ကနေပြီးတော့နနခင်းရန်တွေကိုအရဖမ်းနိုင်ခဲ့တဲ့ရဲရာရှိလေးဆိုလို့ရှင်လည်း MND ရိုးကဖိဖိတိုက်တယ်အဲ MND ရိုးလည်းချက်နေပေါ့နော်ကျွေးနေသွားခဲ့တယ် ဒီနောက်ချိုးပေါ့နော်နောက်ချိုးတိုက်ပွဲတော့ကလည်းနောက်ချိုးတိုက်ပွဲမဆခင်မှာ TNL တို့ရဲ့ရိတ်ခါပြီပေါ့နော်ဒီဘိန်းတွေမူးရစီတွေအဲ့ဒါတွေကိုဖန်ဆီးနိုင်ကြတဲ့အဲ့ဒီရဲစခန်းကိုပထမဆုံးစစ်စင်ရေးမှာဒီနောက်ချိုးကိုပထမဆုံးနောက်ချိုးတိုက်တဲ့ပွဲမှာပေါ့နော်နောက်ချိုးကိုအရသိမ်းတဲ့ပွဲမှာအရင်ဆုံးရဲစခန်းကိုသိမ်းပါတယ်ဘာလို့လဲဆိုအဲ့ဒီမှာသူတို့ရဲ့မူးရစီတွေရှိနေတဲ့အတွက်ကြောင့်ရဲစခန်းကိုအရသိမ်းပြီးတော့သူတို့ရဲ့မူးရစီတွေကိုသူတို့သိမ်းယူခဲ့ကြပါတယ် ဒါကြောင့်မို့ရန်သူကပေါ့နော်သူတို့သူတို့ဟိုဒီဘက်မှာထက်တဲ့ထက်တဲ့တူတွေနဲ့ဟာရှိရဲဆိုအဲ့နေရာကိုရအောင်တိုက်တယ်။အခုလည်းအခုလည်းအဲ့ဒီလိုပါပဲ။ဒါကြောင့်မို့လို့ပေါ့နော်ဒီပြန်လှုပ်လိုက်တဲ့သုံးမှတ်နေဆိုတာလေသူတို့ဖိခိုင်းနှိပ်စက်ပြီးတော့ပေါ့နော်ဒီနာမကျန်းဖြစ်ဖြစ်ရတဲ့ဒီသုံးပန့်တွေကိုကျွေးပြီးဥစားပြီးလွှတ်ပေးတာပါ။ဒါလည်းတိုင်းနေပြန်ပြရမှာဆိုလို့လွှတ်ပေးတာပဲဖြစ်ပါတယ်။ဇာခင်မှာတော့ နောက်ရှုကတိုက်ပွဲဆက်နိုင်ပွဲရှိပါတယ်နောက်ထပ်လည်းကုမြင်ဆွေးနွေးပွဲတရုတ်ကထပ်ပြီးခေါ်ထားရည်လို့လည်းကြားပါတယ်ဘလူးဆက်လာမလဲဆိုတော့စောင့်ကြည့်ရမှာပေါ့နော်ဟိုကျမကကျမကိုပေါ့နော်တချို့ကသတင်းတွေမသိဘူးဆိုပြီးတော့ပြောကြပါတယ်ဟိုသတင်းကတင်ပါလေဒီတက်တော့မှာကျထိလွယ်ရှောက်လွယ်တဲ့အတွက်တက်တော့မှာတော့တိတ်မတင်ပေးပါဘူးကျမရဲ့ပေါ့နော်ဒီ Telegram channel ဖြစ်တဲ့စစ်နွယ်ဦးသတင်း channel မှာဝင်ရောက်ပြီးတော့ကြည့်ရှုနိုင်ပါတယ်နေ့စဉ်သတင်းတွေကိုတင်ဆက်ပေးလျက်ရှိပါတယ်